谁？ ရိသတ်တွေအားလုံးအတွက်ကိုခေတ္တပြုံမီအစီအစဉ်ကနေဓာတ်ရိုက်ထုတ်လင်းတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါ။ပြီးတော့ဒီနေ့ကစနေနေ့ဆိုတော့ပရိသတ်တွေအားလုံးကအချစ်အကြောင်းနဲ့ပတ်သက်ပြီးတော့နားဆင်ခံစားကြရမှာပဲဖြစ်ပါတယ်ရှင်။ဟုတ်ပါတယ်။ဒီနေ့အချစ်အကြောင်းတွေကိုပြောပြပေးသွားမှာကတော့စုံမရဲ့။တစင်ရဲ့ဖြူမေတို့ကပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ဒါပေမဲ့ဖြူမေတို့ကြီးပဲမဟုတ်ပါဘူးနော်။အချစ်အကြောင်းပြောတဲ့အခါမှာဖြူမေတို့ရဲ့အတွေ့အကြုံတွေဒါအထင်မြင်လေးတွေအပြင်တကယ်ကျွမ်းကျင်တဲ့ပညာရှင်တွေကလည်းလာရောက်ပြီးတော့မှပရိသတ်တွေရဲ့အဲဒါမေးမြန်းမှုတွေကိုပြန်လည်ဖြေကြားပေးမယ့်အစီအစဉ်တွေလည်းရှိပါ ါသေးတယ်ရှင်ဟုတ်ပါတယ်ပြီးတော့ခေတ္တပြုမယ့်အစီအစဉ်ကနေပရိသတ်တွေအနေနဲ့ပေါ့နော် live ဆိုတဲ့အရာတာကိုခန်းစားလို့ရအောင်ခေတ္တပြုမယ့်အစီအစဉ်မှာပရိသတ်တွေကသက်ဆိုင်ရာပညာရှင်ကိုဖုန်းဆက်ပြီးတော့ပေါ့နော်ဓာတ်ရိုက်မိကွန်နေမင်းမြန်ခွင့်ရရှိမှာဖြစ်ပါတယ်ဖုန်းနံပါတ်ကတော့39950055466ဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါအဲ့တော့သူတို့ဒါဖုန်းနံပါတ်ကလေးတော့ပြောပြီးသွားပြီအဲ့တော့ Facebook page ကနေပြီးတော့လေအချက်နဲ့ပတ်သက်ပြီးတော့မနေ့ကတခါလေးကြင်ညာပြီးသားပါဆရာမမိတ်လာမယ်ဆိုပြီးတော့ပါနော်အဲ့တော့ comment တွေမှာလည်းဒီချစ်မှုရရနဲ့ပတ်သက်ပြီးတော့မှမေးထားတဲ့မိ းကိုနေရှိတယ်အဲ့တော့လူတိုင်းဒါလူတိုင်းတော်တော်များများကြုံတွေ့နေကြပါတော့ကိုယ့်ရဲ့ချစ်သူကိုတိတိလေးပါဆိုပြီးတော့လိန်လိုက်မိတယ်တခါကျရင်မထင်မှတ်တဲ့ပြဿနာတွေနဲ့ဒါကြီးကတကယ်အကြီးမားကြီးဖြစ်ပြီးတဲ့အခါမှာချစ်သူနှုတ်ပြက်ဆဲကြတဲ့အထိဟိုပြောရမယ်ဆိုလို့ရှိရင်အိမ်အောင်ရှင်မတွေဆိုလို့ရှိရင်လည်းနော်အိမ်အောင်ရဲ့အဆင်မပြေမတရားတဲ့အထိဒါမျိုးတွေတောင်ဖြစ်တတ်တယ်ဒါရင်နဲ့ပတ်သက်ပြီးတော့ဒီနေ့မှာဆိုမှတော့ဆွေးနွေးတင်ဆက်ပေးသားမှာဖြစ်ပါတယ်ဟုတ်ပါတယ် မစင်ရောဖြိုးမေရောချစ်သူကိုဟိုကိုကအကြောင်းတစ်ခုကြောင့်လိန်ရတော့မယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးစ조사ပြီးတော့လိန်မာလားအမှန်တိုင်းပြောမာလားဘယ်လိုမျိုးထင်လဲအဲထင်တာတော့ပြောမှာဆိုလိန်တဲ့အခါကျရင်ပေါ့နော်သူတပားအကျိုးမထိခိုက်အောင်ကိုယ်နဲ့လင်းလိုက်တယ်အဓိကတော့မူသားဖြူသဘောမျိုးပေါ့ white line လေးပေါ့နော်အဲ့လိုမျိုးကကိစ္စမရှိဘူးဒါပေမဲ့ကိုလိန်တဲ့အခါမှာဆိုရင်ကိုကအဲ့မှာဟိုပြောမှဆိုရင်ဒီလိန်နဲ့နောက်ွယ်မှာသူ့ကိုထိခိုက်နိုင်မယ်အကြောင်းအရာပြမယ်ပြောမှဆိုရင်ချစ်သူကြီးစားမှာတော့ကိုလိန်လိုက်တဲ့အကြောင်းအရာကို သူ့ရဲ့တငယ်ချင်းဟာပဲတစ်ဆင့်ကိုပြန်ပြောမယ်ဆိုရင်ဘယ်လောက်ထိရှက်စရာကောင်းလဲပေါ့နော်ဒါမျိုးတွေဖြစ်တတ်တယ်အဲ့အတွက်ကြောင့်ဒါလိန်နေဆိုတာကလည်းပေါ့နော်ဟိုခွဲခြားပြီးတော့ကိုအနေနဲ့ပေါ့ဆင်ကျင်ပြီးတော့လိန်ဖို့အတွက်ပေါ့ဒီနေ့လေးလေးလိန်ကလည်းခွဲရမှာပေါ့ဟုတ်တယ်ဆိုတော့အတွေ့အကြုံရှိရဲတိလားတငယ်ချင်းတွေနဲ့အပြင်သွားကျင်တယ်လေညာဘက်အပြင်ထွက်ကျင်တော့ဟိုဒါလည်းမထွက်ခိုင်းဘူးမထွက်ခိုင်းတဲ့အခါကျတော့ခိုးပြီးတော့ထွက်တယ်တကယ်တကယ်ဆိုလို့ရှိရင်တော့ဘာမှမဟုတ်တငယ်ချင်းတွေအကုန်လုံးကလည်းဒါတိပြီးသားရင်းနေပြီးသားဟိုနေမကောင်းဆိုပြီးတော့မထွက်ဘူးပေါ့နော်ဒါပေမဲ့တိသွားတဲ့အခါ ကြတာလေရန်နေဖြစ်ကြရလေဘလို့ပေါ်တာလဲပြောပါအောင်ဟုတ်တယ်ပေါ်ကောင်တွေကလည်းရှိတယ်အချင်းချင်းနေရပဲအဲ့တော့ပြောချင်တာကဟိုဘလို့နီးအเจ้าအရာနဲ့မှအတက်နိုင်ဆုံးမလိမ်ဖို့ပေါ့နော်လည်းတဲ့ခါဆိုလို့ရှိရင်လည်းတကယ်တမ်းဆိုရင်ဟိုသူများအတွက်လုံးဝမထိခိုက်ပင်တဲ့အဲဒါစေတနာလေးပါပြီးတော့ပေါ့နော်ဟိုလိမ်လိုက်တာကသူ့အတွက်ထိရောက်သွားမယ်ဆိုလို့အဲဆိုရင်လိမ်နာကိစ္စမရှိဘူးပေါ့လေဟုတ်တယ်နော်ပြီးတော့ဟိုလိမ်နာလေးလိမ်နာခုနကမင်းကတပါတယ်ဘာသဘောဖြူနဲ့လိမ်နာသဘောဖြူလိမ်နာဖြူ မူသားပြုနယ်လိမ့်နေဆိုတဲ့နေရာမှာတစ်ဖက်လူရဲ့စိတ်ကအရေးကြီးတယ်တစ်ဖက်လူအရင် sensitive ဖြစ်ပြီးတော့တစ်ချိန်လုံးချုပ်ချယ်နေမယ်ဆိုလို့ရှိရင်တော့အဲ့ဒီနေရာမှာနည်းနည်းခက်ခဲတော့တွေ့သွားပြီထင်တယ်နော်ဒါပေါ့နောက်ထပ်ဆွေးနွေးပါမယ်နောက်ထပ်ဆွေးနွေးနောက်ထပ်ဆွေးနွေးပါမယ်အဲ့တော့ဒီနေ့မှမြေမေတို့ကဒါအချစ်ကြောင့်နဲ့ပတ်သက်ပြီးတော့ဟိုသတင်းလေးလည်းရှာထားတယ်ပထမဆုံးသတင်းလေးอ่ะဆိုလို့ရှိရင်တော့ဟိုဒါပြောစရာကောင်းတဲ့သတင်းလေးလို့ပြောရမှာပါမင်္ဂလာပွဲသတင်းလေးပေါ့နော်အဲ့တော့တော်ဝင်မင်းသားရဲ့ဇနီးဂိတ်ပေါ့နော်အဲဂိတ်ရဲ့ညမအာဒီ Pepper Medidan ဆင်းဆက်လိုက်ပြီဆိုတဲ့သတင်းလေးဟုတ်တယ်ဒါသူ မအောင်အားကျလွန်နေမှာပေါ့လေဒီတော့ Cambridge ဒီ Cambridge မျိုးစားကတော့ပေါ့နော် Britain တော်ဝင်မင်းသားရဲ့ဇနီးညီမဖြစ်တဲ့ Paper Mediden 32နှစ်ဟာဆိုလို့ရှိရင်သူ့ရဲ့ချစ်သူ James Matthew နဲ့ဆင်းဆက်လိုက်ပြီးပဲဖြစ်ပါတယ်တဲ့ဒါဟာအမဖြစ်သူခဲ့ရဲ့မင်္ဂလာပွဲမှာသူကသူတို့သမီးအရာလေးလောက်ခဲ့တယ်လောက်ပြီးတော့9နှစ်အကြာမှာသူ့ရဲ့ဆင်းဆက်ပွဲကအခုဆိုတင်ညာလိုက်ပါပြီတဲ့ဟုတ်တယ်တင်ညာလိုက်တာပေါ့နော်ဒီတော့ပြောမှာဆိုရင် Cake Mediden လို့ဆိုလဲတကယ်ဟုတ်ပေါ့နော်လေစားအားကြရတဲ့သူနောက်ပြီး ီးတော့သူတို့ရဲ့ဒီဩဇာအရှိဆုံးစီးရင်ထဲမှာဆိုလဲပေါ့နော်ပါဝင်နေသူတယောက်ပဲပေါ့နော်ပြီးတော့အဲဖစ်ပတ်မေတတန်ကလည်းပြောမှာဆိုသူတို့လည်းတော်ဝင်မျိုးမျိုးပဲလေနော်ခန်းနာခန်းနာတယ်ပြီးတော့အရန်ကိုတို့တွေအားစားအားကြတာ ပေါ့နော်မိန်းကလေးဆိုရင်တကဘာလုံးနော်ဟုတ်တယ်ဟုတ်တယ်ဩတောင်းတယ်ဒီတော့ဒီခါမင်္ဂလာပွဲလဲဘယ်လိုမျိုးခန်းနာမလဲဆိုတာလဲတို့တွေကြည့်ရအောင်ပါပေါ့နော်ပြီးတော့ဖစ်ပတ်မေတတန်နဲ့ James Matthew ကကြတော့ပြီးခဲ့တဲ့ဒီလပေါ့နော်18ရက်နေ့ကစိတ်ဆက်ခဲ့တာတဲ့ဒါကအိတ်စိတ်ဆက်တာကိုလည်းတို့ရောမျှစွာနဲ့ကြင်ညာခဲ့တာပေါ့နော်တို့နှစ်ဦးကနောက်နှစ်လောက်မှလက် က်ထပ်ဖို့အတွက်စီစဉ်ထားပါတယ်တဲ့။အော်ဒါဆိုနောက်မြန်မာမင်္ဂလာပွဲကြီးရအောင်မယ်။ဟုတ်ကဲ့။ပြီးတော့ဒီ paper middleton ကလည်းပြောမယ်ဆိုရင်ပေါ့နော်။ဟိုသူကလည်းသူသူ့ရဲ့မျက်နှာပုံစံအမျိုးအစားလည်း cake နဲ့တူတယ်တူတယ်ချစ်စရာလည်းကောင်းတယ်နောက်ပြီးတော့သူတို့ဟိုရဲရင်တဲ့အမျိုးသမီးပုံစံမျိုးပါတယ်တော့ပါလေရဲရဲလေးပြီးတော့ကြည်ရဲရင်တဲ့ဆိုတာဒါမျိုးပေါ့ပါနှစ်ဖက်လို့ပြောရင်ပြီးတော့ရုပ်ကရဲရင်တယ်ဟို paper mat တန်းတော့တကယ်ရုပ်လာပြီးရဲရင်တော့ဒီမှာရုပ်ရင်လာအဲ့ဒါရဲပြီးရင်ချိန်ရဲ Okay ပါအဲ့တော့ဒီမှာဆိုလို့ရှိရင်အာသူတို့သမီးရန်လှုပ်ပေးခဲ့တဲ့အချိန်ကနေစပြီးတော့ပုံမျိုးသတိထားမိပြီးကြော်ကြားတယ်ပေါ့နော်အဲ့သူတို့မျိုးရွာတော့ဘလို့ပဲဟိုကြီးကျယ်မြင့်မြတ်ခမ်းထားတယ်ပြောပို့ပြီးတော့ကြော်ကြားခဲ့ရတော့အဲ့ဒီမှာပို့ပြီးတော့ကြော်ကြားခဲ့တယ် ယ်နောက်တစ်ခုကကျတော့အသက်40အရွယ်ရှိပြီဖြစ်တဲ့မက်ဒရူးပေါ့နော်မက်ဒရူးကတော့မက်ဒတန်ကိုအင်္ဂလန်နိုင်ငံအနောက်မြောက်ပိုင်းရဲ့ League ပြည်နယ်မှာလက်ထပ်ခွင့်တောင်းခဲ့တာဆိုပြီးတော့ Daily Mail ကနေလည်းဖော်ပြထားတယ်လက်ဆွရဲ့တန်ဖိုးပေါ့နော်ဒါကတော့ဟိုမင်းကလေးရင်ခုန်တာပေါ့တော့ဟုတ်တာတန်ဖိုးဆိုတာကဒီလက်ထပ်လက်ဆွဆက်ဆက်လက်ဆွတွေကရင်ခုန်ကြကောင်းတယ်လေအဲ့တော့ဒါတို့တွေရဲ့ဒီလက်ဆွရဲ့တန်ဖိုးကပေါင်ငွေ ခုစေရာထောင်တောက်သိန်း2သိန်းခွဲအောင်ရှိတယ်2သိန်းခွဲအောင်ရှိတယ်2သိန်းခွဲအောင်တော့ကြီးကျင်လိုက်တာအဲ့လက်စကိုဟုတ်ပါဒါကတော့တဝင်းမျိုးနွယ်လည်းဖြစ်တယ်နောက်ပြီးတော့သူတို့ရဲ့စင်းဆက်တဲ့သတင်းတွေသူတို့ရဲ့လက်ထပ်ပွဲသတင်းတွေဆိုလို့ရှိရင်တကမ္ဘာလုံးကလည်းသတိထားပြီးစောင့်ကြည့်ရတဲ့သတင်းဖြစ်တာဖြစ်တဲ့အတွက်အဲသူတို့ရဲ့ဟိုတော်ကြီးရော်ကြီးလုံးလုံးမရအောင်လေနော်အခုဆိုလို့ရှိရင်သူတို့လုံးလိုက်တဲ့စင်းဆက်ပွဲဆိုလို့ရှိရင်ဒီသတင်းတွေမှာအထက်ပြောရဲအကုန်လုံးလည်းပြည့်နှံ့သွားပြီဆိုတော့ထိုက်တိုက်တန်တန်လေးဒါပြုတ်လုတ်ပေးတာပေါ့သူဖြစ်တယ်ကိုဒါပေါ့နော်ဟိုသူတို့ရဲ့အနောက်နိုင်ငံတွေမှာဆိုအဲ့လိုမျိုးမင်္ဂလာပွဲကျင်းပရယ်ဆိုတာ တော်တော်ရ relationship ခိုင်မြဲလို့ကျင်းပကြတာပေါ့နော်သူတို့စီမှာဒီမင်္ဂလာပွဲကျင်းပပေါ့သူတို့ရဲ့တသက်မှာဆိုရင်တကယ်ကိုအရေးတကြီးပေါ့နော်သူတို့မှာဒီတကယ်သူ့ကိုကချစ်တယ်လို့တောင်ဟိုပြောဆိုတောင်တောင်တွဲနေအချိန်မှမပြောချစ်ရုံနဲ့လည်းမယူကြဘူးတော့တက်တက်လုံးလည်းတွဲသွားနိုင်မှတေချာဆိုဟိုကလေးလေးတွေမွေးပြီးအဲ့ကလေးကပန်းကျဲပြီးတော့မှမင်္ဂလာဆောင်တာရှိတယ်နော်ရှိရနော်စမောအားမကြဘူးလားခုကလေးကပန်းကျဲပါဘူးမဟုတ်လေစမောအဲ့ဒါတော့အားမကြဘူးအခုဒီသူတို့သမီးရန်လုတ်ပြီးတော့၅နှစ်အကြာမှာ ဟိုဆက်ဆက်ဟိုဆက်ဆက်တယ်ပေါ့နော်လက်ထပ်ခွင့်တောင်းခံရတယ်ဆိုတော့ပြီးခဲ့တဲ့နှစ်ကတော့မမူတို့ရဲ့မင်္ဂလာဆောင်မှာအရန်လုပ်ခဲ့တယ်နောက်ထပ်တစ်နှစ်ပြီးဆိုတော့နောက်၄နှစ်လိုတည်တယ်ပြီးဆက်ဆက်ပြီဟုတ်ပြီဒီတော့တနေ့လည်းပြောပြီးသွားပြီးတော့ပြီးပြီတို့မှာဒီနေ့မှာဖုန်းဆက်တဲ့ season တွေလည်းပါဝင်တယ်နောက်ပြီးတော့ဟိုဖုန်းဆက်လိုက်ရဘူးဆိုလို့ရှိရင်လည်းခေတ္တပြုံမြေ Facebook page လေးရှိပါတယ်နော်ဒါကတော့အားလုံးလည်းသိပြီးသားဖြစ်ပါပါ www.facebook.com/women2women.mrtv4 ပဲဖြစ်ပါတယ်နောက်ပြီး Facebook ရဲ့ search box လေးမှာဆိုလို့ရှိရင်ခေတ္တပြုံမြေဆိုရမြန်မာဖုန်းလေးနဲ့အလဲဒီကိုရိုက်နှိပ်ပြီးတော့ share ပွဲလို့ ို့လည်းရပါတယ်ရှင်ဒီမှာသိကျင်တဲ့အချက်နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုဝေရောက်ပြီးတော့မေးမြန်းထားပါဆရာမမတ်ဤအကောင်းဆုံးဖြေကြားပြီးတော့မှာဖြစ်ပါတယ်ဒါဆိုရင်အခုလည်းမိကွန်းနေစဉ်းစားလို့ရပြီเนาะအဲ topic လေးပြန်ပြောချင်ပါတယ်ဒါပါလဲဆိုတော့ချစ်သူကိုစိတ်ချမ်းသာအောင်လိန်နာကောင်းလားမကောင်းလားပေါ့เนาะအဲ့ဒီအကြောင်းအရာလေးနဲ့ပတ်သက်ပြီးဆွေးနွေးတော့မှာဖြစ်ပါတယ်ဒီတော့ကို့မှာချစ်သူရည်စားရှိတဲ့အခါမှာဆိုရင်ကို့အတွက်ကိုနီလန်းကောင်းနေရဖို့နောက်ပြီးတော့အဲ့လိန်နီးတော့မဟုတ်ဘူးပေါ့เนาะလိန်နီးတော့မဟုတ်ဘူးလိန်နီးအသေးပေးနေဆိုရအောင်အကြံဉာဏ်ကောင်း င်းနေရဖို့အတွက်ပေါ့နော်ခေတ္တပြုံမင်းအစီအစဉ်ကနေပြီးတော့ပြိသက်တွေအားလုံးအတွက်ကိုဒီကနေ့မှာဖိတ်ခေါ်ထားတဲ့ဆရာမကြီးမက်အီယာနေပြီးတော့ဒါပြိသက်တွေအကောင်းဆုံးအကျဉ်းဉာဏ်တွေပေးသွားမှာဖြစ်ပါတယ်ရှင်ပါတယ်ကဲအဲ့ဆိုရင်ဒါဆိုရင်နောက်တစ်ပိုင်းကျမှဆရာမကြီးကိုဖိတ်ခေါ်လိုက်တော့မယ်အဲ့တော့ဒီအစီအစဉ်ကိုဒီမှာခဏနားမယ်ခဏနေကြရင်ပြည်သက်တေစီကိုဆရာမကြီးနဲ့အတူပြန်လာပါဦးမယ်ရှင်